Hello အားလုံးပဲမိင်္ဂလာပါဖိုးဖိုးမန်ချန်ကနေကြိုဆိုပါရစေဆိုတော့လက်ရှိမှာ Manchester United ကိုအိမ်ကွင်း Old Trafford မှာရှုံးအပြီး Liverpool တင်ဟာ DRD မှာဆိုရင်၄ပွဲဇက်တိုက်ရှုံးပွဲကျွန်တော်ကြုံခဲ့ရပြီဆိုတော့ဒီလိုရှုံးပွဲကြုံခဲ့ရပြီးတဲ့နောက်ပိုင်းမှာနီးပြားဖြစ်တဲ့ Arsenal ကတော့ဝေဖန်မှုတွေတောက်လျှောက်ခံလာရပြီ ဖြစ်ပြီးတော့ဒါကျွန်တော်တို့သာထွက်ခွာဖို့တွေပါပြောဆိုခံလာရပြီပေါ့နော်အဲဒီအပိုင်းမဲ့ချန်ပီယံဖြစ်အောင်လုပ်ပေးထားတဲ့နီးပြားတယောက်ကိုကျွန်တော်တို့ဒီ န်နေဂျာယာလူကနေထုတ်ပေးဖို့ဆိုတာလက်ပေါင်းမှာမဖြစ်နိုင်တဲ့လောက်နှိပါကျွန်တော်ရှိပါတယ်เนาะဆိုတော့ဒီအထူးသဖြင့်ဒီလိုကာလာမျိုးမှာပေါ့เนาะဆိုတော့ဝေဖန်မှုတွေအများကြီးမြင့်လာပြီးလက်ပေါင်းအနေနဲ့ယုံကံမှုတွေကျွန်တော်ရှိလာပြီဒါတွေကဘာကြောင့်ဖြစ်လာသလဲပေါ့ဒီနေရာမှာအာနီစလော့အနေနဲ့အဲအဓိကတော့ဘယ်တော့လက်ရှိမှာကျွန်တော်တို့ iset ခြေသွင်းမပြဘူး sala ခြေသွင်းမပြဘူးပေါ့နော်အဲ့ florian v ခြေသွင်းမပြဘူး akitiki ပွဲထွက်မလာဘူးစူဘူတိုင်းပါဖြစ်တယ်အကုန်လုံးကျွန်တော်ပြောကောင်းပြောနေမယ်တိုးတိုးလည်းပဲ arnislot အနေနဲ့ International Break ကာလအချိန်ရှိတာတောင်မှတိုင်ပတ်ထားပါတယ်သုံးဝဲဆက်တိုက်ရှုံးနှိမ့်ထားပါတယ်ဆိုတဲ့အသင်းကိုဘာအပြောင်းလဲမှန်းကျွန်တော်လုတ်မထားဘူးဘာအပြောင်းလဲမှန်းကျွန်တော်လုတ်မထားဘူးကျွန်တော်ဒီမတိုင်ခင်မှာလီဗာပူးသင်းအဝေးဝင်းကျွန်တော်သွားကစားတယ်သုံးပွဲဆက်တိုက်ကျွန်တော်ရှုံးတယ်အဲ့ဒီမတိုင်ခင်မှာပရီးမီးယားလိမ်းမှာသူတို့၅ပွဲဆက်တိုက်နိုင်တယ်၅ပွဲဆက်တိုက်နိုင်တယ်ဒါပေမဲ့လို့ဘလူဒီနိုင်သွားလဲဆိုတော့အာဆနယ်ကိုနိုင်ခဲ့တဲ့ပွဲကလွဲလို့ရှိရင်ကျွန်တော်ကြာကူဒီဒါမှမဟုတ်ဘောနော် ပွဲချိန်ရဲ့နောက်ဆုံး7မိနစ်အတောအတွင်းမှာရလာခဲ့တဲ့ဂိုးရီနဲ့တင်သူတို့ရဲ့ဘက်ကအနိုင်နိုင်နီရထားတော့ဟိုပွဲတော်တွင်းမှာကြုံခဲ့ရတဲ့ပြဿနာတွေကဘာပြဿနာမှမရှိတဲ့ပုံစံမျိုးတွေကျွန်တော်ဖြစ်လာတာအဲ့လိုမျိုးနဲ့ကျွန်တော်တကယ်တကယ်လဲကြာရော Crystal Palace နဲ့ပွဲမှာသူတို့စပြီးတော့ရှုံးနေ Palace လို defense အရန်ကောင်းတဲ့တင်တဲ့ပွဲမှာစပြီးတော့ရှုံးနေဒါအပြင်အဝေးကွင်းမှာသွားကစားတဲ့ကျွန်တော် Champions League ပွဲတင် Galatasaray နဲ့ပွဲမှာသူတို့ရှုံးနေ Chelsea ရဲ့ကွင်းမှာသွားကစားတဲ့ပွဲမှာလည်းကျွန်တော်ရှုံးပြီးတော့၃ပွဲဆက်တိုက်ရှုံးတဲ့အနေအထားမှာပြောစရာတွေဖြစ်လာတယ် အာနီစလော့အနေနဲ့ဒိုင်းမက်လို့အပြောင်းလဲမလုတ်သေးပြန်ဘူးနော်မလုတ်သေးပြန်ဘူးဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော်ဟို international break ရောက်တယ်သူ့မှာ Manchester United နဲ့ပွဲစဉ်ကို bounce back လုတ်ပြနိုင်ရမယ့်အခြေချင်းမျိုးကျွန်တော်ပေါ့ပြသားမှကျွန်တော်ဖြစ်မယ်သုံးပွဲသက်တဲ့အရှုံးကနေပြီးတော့ရုံးထွက်မှရမယ့်အခြေချင်းမျိုးဖြစ်မယ်ပြီးရင် MV မှာ Manchester United ကိုရှုံးလို့မရတဲ့အခြေချင်းမျိုးဖြစ်မယ်ဆိုတဲ့အရာမျိုးကိုစန့်ကျင်ဘက်ဖြစ်အောင်လုတ်ဖို့မကြိုးပမ်းခဲ့ဘူး International Break မတိုင်ခင်တုန်းကလေပါဦးနဲ့ International Break အပြီးလေပါဦးကလက်ရှိချိန်ထိဒန်းတူဖြစ်နေတော့မယ်။ကွင်းလေအားနေချက်တီတို့နော်ကျွန်တော်သာအဲကွင်းလေမှာတိုင်ပတ်နေတာမျိုးတွေနော်ခန်းစစ်မှာကလုံးဝအကူရခဲ့ရမယ်ဖြစ်နေတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့ခဲ့ရတာ။ဘလူးမန်ကျွန်တော်နေတဲ့အဆင်ပြေမနေဘူး။နော်ဒါတွေကအပြောင်းလဲတွေကျွန်တော်အနေနဲ့လုတ်ဖို့ကြိုးပမ်းမယ့်အရာမျိုးတွေ။ဒါပေတော့ကွင်းလင်ဆိုလို့ရှိရင်လီဗာပူးမှာတော်တော်တိုင်ပတ်နေပြီ။နော်ကျွန်တော်တို့အလစ်စတာဆိုလို့ရှိရင်လည်းပဲတကယ်ကောင်းတဲ့ကစားမတယောက်အဖြစ်ကနေပြီးတော့ဒီယာဒီသူ့ရဲ့အပြောင်းလဲတွေအောက်မှာ မကလစ်စတာဟာအရင်နှီးကွေးတဲ့ပုံစံမျိုးတွေနော်ပြီးလို့ရှိရင်သူ့ဘေးမှာဘယ်လိုပြောသူလုံးဝကာဘာလို့ရတဲ့ ground ကသူအလစ်စတာသူကဗျာတအားမြန်တဲ့ကစားမတစ်ယောက်မှကျွန်တော်မဟုတ်တာပွဲတန်ဖိုးကိုထိနေတဲ့ player မျိုးကျွန်တော်ဖြစ်မယ်ဒါပေမဲ့လို့ဗောနော်သူ့အနေနဲ့သူ့ဘေးမှာသူကာဘာလို့ရတဲ့ ground တွေက space တွေကအကြီးကြီးတွေဘာလို့လဲဆိုတော့လေဘောက်က44 pressing နဲ့သူတွားလေးရှိတာကိုအကယ်လို့အလစ်စတာကိုပြိုင်ဘက်ကကြိုပြီးတော့ကျွန်တော်တွားလိုက်ပြီဆိုတော့ねအလစ်စတာဒီပြင်ပြီးတော့ကာဘာမလုံနိုင်တော့ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ ကွင်းလေကခန်းစစ်ကိုကာပါမပေးနိုင်ဘူးเนาะလုံခြုံမှုမပေးနိုင်ဘူးကွင်းလေကကာကွယ်မပေးနိုင်ဘူးအဲ့တော့ခန်းစစ်ကလည်းဒုက္ခရောက်ပါပြီခန်းစစ်ကလည်းကျွန်တော်ဒုက္ခရောက်ပါပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ကနောက်တန်းနေကဘလူဖြစ်တာဘာဖြစ်တာကျွန်တော်ပြောလာကြပြီတကယ်တမ်းကကွင်းလေကခန်းစစ်ကိုအကူအညီမပေးနိုင်ကာကွယ်မပေးနိုင်တဲ့အခါမှာဖြစ်ရတဲ့ပြဿနာပဲအဲကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်လေပါဦးသင်းအနေနဲ့အာနီစတိုရဲ့လက်အောက်မှာတော်တော်ကိုတိုင်ပတ်တဲ့လက္ခဏာတွေကျွန်တော်မြင်နေရတယ်ဒါကိုအပြောင်းလဲမလုပ်တာတော်တော်ကိုအံ့ဩစရာပါ တတော်ကိုအံ့ဩစရာပါနော်ဒါအပြင်ကျွန်တော်အနေနဲ့လက်ရှိမှာလီဗာပူးသင်းအနေနဲ့ပေါ့နော်ဟိုအာနီစလော့ဘလူမျိုးကျွန်တော်အနေနဲ့အပြောင်းလဲတွေကျွန်တော်လုပ်မလဲအခုဒီအချိန်ကြီးကျွန်တော်ကောင်းကောင်းမတွေ့ရတဲ့အနေအထားမျိုးနောက်တစ်ခုကကျွန်တော်အနေနဲ့ပူဆူးတာဗျာအာနီစလော့ကိုယ်တိုင်ကိုကလည်းဒီပုံစံကိုပဲသူကအလုပ်ဖြစ်လိမ့်မယ်လို့ရည်ရွယ်ထားတဲ့အနေအထားမှာရှိတယ်သူကိုယ်တိုင်ကချန်ပီယံဖြစ်အောင်လုပ်ပြီးတော့ပေါ့နော်အချိန်ရအောင်ဝယ်ထားလိုက်တော့သူစိတ်ကြိုက်အသင်းကိုဖန်တီးဖို့သူစိတ်ကြိုက်အချိန်တွေတခုကိုဖန်တီးဖို့ဆိုလို့ရှိရင်သူကလည်းပဲ ဘယ်လိုပြောမလဲ okay ငါတော့အချိန်ရတာပဲငါရအောင်အလုပ်ဖြစ်အောင်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုသူပြောလာပြီဒါတော်တော်လေးကိုအဆင်မပြေတာပါနော်ဟိုကစားမားတွေနဲ့လည်းလုံးဝပေါ့နော်ဒါအပြစ်ကင်းရလို့ပြောတာမဟုတ်ပေမဲ့လို့လီဗာပူးအသင်းမှာကကစားမား quality တွေကမေကွန်ထုတ်เสียမရှိဘူးဗျာမေကွန်ထုတ်เสียမရှိဘူးလီဗာပူးမှာတကယ်တမ်းဒီသူတို့ရဲ့ quality ရှိတဲ့ကစားမားတွေဆိုတာသူများအသင်းကလူချင်းတဲ့ကစားမားတွေလို့တော့ကျွန်တော်ပြောရမယ်အဲ့ဒါတွေကိုအဆင်ပြေအောင်ကျွန်တော်မတုံ့နိုင်ဘူးနော်ဒါအပြင် right back မှာ dominant ဆိုဘဆိုဘလိုင်းကို hybrid right back လို့တုံးနေတာမျိုးတွေဆိုဘလိုင်းဟာ right back ကစားမတက်အောင်မှကျွန်တော်တို့မဟုတ်တာကျွန်တော်ပြောသလိုပဲယာယီအစင်ပြေကောင်းပြေလိမ့်မယ် right back ကစားမတိုင်ပတ်နေလို့ထက်ပြဿနာမရှိဘူးရတယ်ဒါပေမဲ့လို့ရေရှည်ပုံစံမျိုးသွားနေတာတော့ပြီးလို့ရှိရင်ကျွန်တော်တို့ညီနေတကယ်အလုတ်ဖြစ်မဲ့ပုံစံမျိုးတွေးပြီးတော့သွားနေတာမျိုးတွေကတတော်ကိုအန်ရည်များတယ်ဒါကြောင့် liverpool အသင်းညီနေ dominant ဆိုဘလိုင်းကိုပေါ့နော်ဒါ arnislo right back မှာအသုံးပြုနေတာတွေတန်းရာချီတန်ကစားမတွေကိုအရင်ကောင်မှကျွန်တော်ထားတာမျိုးတွေ နောက်ပြီးလို့ရှိရင်ကွင်းလေလူအချက်ကြီးမားတာမျိုးတွေဒါတွေကဘလို့မှအဆင်ပြေမနေဘူးဘလို့မှအဆင်ပြေမနေဘူးဒါကြောင့်လေပါဦးသိန်းနေနဲ့လက်ရှိညပြပြတဲ့အာနီစလောကတော့ဒီလေးဘွဲစတိုက်ရှုံအပီကျွန်တော်တော်ကိုဝေဖန်ခံရမှုတွေအောက်မှာကျွန်တော်ရှိနေပြီသူသဖြင့်ပူဆိုးတာကမန်ချက်စတာယူနိုက်တက်ကိုအိမ်ကွင်းကြီးမှာရှုံခဲ့လို့ပဲအိုထရက်ဖို့မှာရှုံနေဆိုရင်တော့မှနည်းနည်းတက်တာကောင်းရအောင်ရအောင်မှာဒါပေမဲ့လို့အန်ဖီမှာနော်ချိန်မှလည်း၃ဘွဲစတိုက်ရှုံထားတယ်လို့ပြန်ပြီးတော့ bounce back လုပ်ပြနိုင်ရမယ့်ပွင့်မျိုးအန်ဖီကွင်းမှာ လေးပွဲကျွန်တော်တို့ဇက်တိုက်ရှုံးပြီးတော့ MV မှာပဲ Manchester United ကိုရှုံးနေနေဆိုတာတော်တော်ကိုအချီကြီးမဟန်ပါဘူးဆိုတော့ slot အနေနဲ့ကျွန်တော်လက်ရှိမှာ pressure တွေအောက်ကျွန်တော်ရောက်နေပါပြီเนาะဒါပြင်အစင်တစ်က Arsenal နဲ့ League Match တွေပါပြီးပြန်ပြီးတော့ပြတ်သွားပြီဆိုတော့အဲ့ဒါဟာသူတို့နဲ့ထိတ်တိုက်တွေ့တုန်းကသူတို့အိမ်ဝင်းမှာအနံ့ယူခဲ့တဲ့အသင်းအက်ဒီအသင်းကအခုဆိုသူတို့ကို League Match တွေပါပြီးတာသွားပြီ Manchester City တို့ကသူတို့ထပ်အမှတ်တွေပါပြီးတာသွားပြီဒါတွေကို Liverpool အသင်းဘယ်လိုပြန်တုံ့ပြန်မလဲနီးပြပြတဲ့သူ Arsenal အနေနဲ့ရော တကယ်ပြန်အဆင်ပြေအောင်လုပ်ပြနိုင်ပါမလားယူရိုဘလူးမီညလည်းဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်